မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မေလ25ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်မျိုးသိန်းတိုက်ပွဲသတင်းကတော့ချင်းပြည်နယ်တွန်းဆန်မျိုးသိန်းတိုက်ပွဲမှာစစ်ကောင်စီတပ်ဖွဲ့ဝင်40ဝန်းကျင်အရှင်ဖမ်းမိပြီးတော့လက်နက်100ကျော်ရရှိကစစ်သား20ဝန်းကျင်တိတ်ဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ချင်းပြည်နယ်တွန်းဆံမြို့ကိုမေလာ21ရက်နေ့မနက်ပိုင်းမှာချင်းတော်လိုင်းအတပ်များကအပိသက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တော်လဲစစ်ကောင်စီကစစ်ကူများဆေးလွှချင်းထွက်ပြေးသွားတဲ့စစ်သားတွေကလက်နက်မချပဲပြည်သူတွေရဲ့နေအိမ်များမှာခိုးအောင်ပြီးတော့တိုက်ခိုက်ခြင်းတို့ကြောင့် တိုက်ပွဲများဆက်လက်ရှိနေခဲ့တယ်လို့သိရပါဗျ။စစ်တပ်ကရဟတ်ရင်တွေနဲ့စစ်သားများကိုလာရောက်ခြားပေးမှုတွေရှိနေတဲ့အတွက်ကြောင့်အဲ့ဒီစစ်သားတွေကိုနယ်မြေရှင်းလင်းရေးစီမံချက်နဲ့ရှင်းလင်းခဲ့ရတယ်လို့သိရပါဗျ။ဒီနေ့အထိတွန်းဆံမျိုးသိန်းတိုက်ပွဲမှာအရှင်ဖမ်းဆီးရမိခဲ့တဲ့စစ်သား40ဝန်းကျင်ရှိတယ်။လက်နက်90ကျော်ရတယ်။အရင်နေ့ကလည်းရထားတာလက်နက်90ဝန်းကျင်လောက်ရှိတယ်။ လောလောဆယ်မှာတော့စစ်တုံ့ပန်းဓာတ်ပုံတွေကိုမထုတ်ချင်ပါဘူး။နယ်မြေရှင်းလင်းရေးတွေဆက်လုပ်နေပါတယ်လို့ CNF CNA သတင်းအချင်းပြစ်ကပြောကြားထားပါတယ်။မေလ15ရက်နေ့ကနေစတင်ခဲ့တဲ့လက်ရှိတွန်းဆံမျိုးသိန်းတိုက်ပွဲများအတွင်းမှာစစ်ကောင်စီဘက်ကတေဆုံးသူ20ဝန်းကျင်ရှိခဲ့တယ်လို့သိရပါတယ်။မေလ22ရက်နေ့ချင်းပြည်နယ်တွန်းဆံမြို့ခလာရ269အတွင်းမှာရွှေပြောင်းတင်စီထားတဲ့မြမစီးပွားရေးဘဏ်ကမြန်မာကျပ်ငွေ3000ကျော်ကိုချင်းတော်လိုင်းရဲ့ပူပေါင်းတပ်များကတင်စီရရှိခဲ့တယ်လို့သိရပါတယ်။တွန်းဆံမြို့အတွင်းမှာရှိတဲ့ကြီခါမြို့ကိုလည်း ချင်းပြည်အစိုးရတပ်များဖြစ်ကြတဲ့ CNA CDFS ပူးပေါင်းတပ်ဖွဲ့များကမေလ19ရက်နေ့မှာတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သကိုင်းတိုင်းကောလင်းခရိုင်ပင်လယ်ဘူးမြို့ကိုမေလ23ရက်နေ့မနက်4:00ကစတင်ပြီးတော့တော်လိုင်းတပ်ဖွဲ့တွေကစီးနင်းဝင်ရောက်တိုက်ခိုက်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ23ရက်နေ့ကပင်လယ်ဘူးမြို့ထဲမှာနှစ်ဖက်ထိပ်တွေ့တိုက်ပွဲတွေအတွင်းစစ်ကောင်စီအုပ်စုဘက်ကခြေမြန်တိုက်ရင်ခမရ101ရဲ့ဒုတက်ရဲမှု ဘုံမူးအဆင့်ရှိတဲ့အောင်မျိုးသူအပါဝင်စစ်ကောင်စီအုပ်စုဘက်က၃ရောက်တေဆုံးပြီးပစ္စတိုတလက် MA3 တလက် MA4 တလက် RPG နောက်ပွင့်လောင်ချာတလက်နဲ့ဂျမ်မာတလုံးကိုတင်းစီရရှိခဲ့တယ်လို့သိရပါဗျ။ပင်လယ်ဘူးမြို့ပေါ်တိုက်ပွဲတွေအတွင်းမှာတော်လိုင်းရဲတပ်တွေဘက်ကလည်းအထူးကရှိခဲ့ပြီးတော့ PDF ရဲဘော်တဦးလက်နက်ကြီးကြီးထိမှန်ပြီးတော့ကြာဆုံးကရဲဘော်၂ဦးဒဏ်ရာရရှိခဲ့တယ်လို့ပြောပါဗျ။ပင်လယ်ဘူးမြို့အတွင်းမှာစစ်ကောင်စီအုပ်စုနဲ့ရှမ်းနေတပ် SNA ပူးပေါင်းအဖွဲ့အင်အား200လောက်အထိုင်ချတပ်ဆွဲထားပြီးတော့ ော်လိုင်းတပ်တွေကစုဖွဲ့မှုအားကောင်းကောင်းနဲ့ထိုးစစ်ပြန်လည်စတင်တာဖြစ်တယ်လို့သူကပြောဆိုခဲ့ပါတယ်တော်လိုင်းအဖွဲ့တွေကပင်လယ်ဘူးမြို့ကို NUG အစိုးရအနေနဲ့ပြန်လည်ထိန်းချုပ်နိုင်ဖို့စစ်ကောင်စီလက်အောက်ကနေပြီးတော့လွတ်မြောက်ဖို့ရာအတွက်ကျွန်တော်တို့တွေပြန်တိုက်နေပါပြီစုဖွဲ့အားကောင်းကောင်းနဲ့အလုံးလုံးနေပါတယ်လို့ကောလင်းခရိုင်ပကဖအဖွဲ့ဝင်တဦးကပြောပါတယ် ပင်လယ်ဘူးမြို့ပေါ်ကစစ်အုပ်စုနေရာယူထားတဲ့နေရာတွေကိုတော်လိုင်းတပ်ဖွဲ့တွေကစီးနှင်းဝေရောက်တိုက်ခိုက်နေတာလို့ calling ခေပကဖအဖွဲ့ဝင်ကပြောပါရယ်ပင်လယ်ဘူးမြို့မှာတိုက်ပွဲဖြစ်ပွားနေတဲ့အချိန်စစ်ကောင်စစ်အုပ်စုကမန္တလေးမြို့ဒရုံလေးစစ်ကနေတက်လာတဲ့ jet fighter တိုက်လေရင်နဲ့မေလ23ရက်နေ့ညနေ9:00နာရီကျော်မှာနှစ်ချိန် မေလ24ရက်နေ့မနက်9:00နာရီခွဲဝင်းကျယ်မှာတကြိမ်လေကြောင်းကနေပြီးတော့ဘုံကျဲပြက်ခတ်ခဲ့တယ်လို့နှစ်ရက်တာအတွင်းမှာစစ်ကောင်စီအုပ်စုကစုစုပေါင်း9ကြိမ်လေကြောင်းကနေပြီးတော့လာရောက်ဘုံကျဲတိုက်ခတ်ခဲ့တယ်လို့သိရပါဗျ။မေလ24ရက်နေ့မှာလည်းပင်လယ်ဘူးမြို့တွင်တိုက်ပွဲဆက်လက် ဖြစ်ပွားနေပြီးတော့စစ်ကောင်စီအုပ်စုစီးနှင်းအထိုင်ချတပ်ဆွဲထားတဲ့စိုးမိုးကုန်းနေရာတွေကိုအဓိကထားပြီးတော့ဝင်ရောက်တိုက်ခိုက်နေတယ်လို့ Calling KI ပကဖအဖွဲ့ဝင်ကပြောပြခဲ့ပါဗျ။ ပင်လယ်ဘူးမြို့ကိုတော်လိုက်တက်တွေက2022ခုနှစ်ဧပြီလ9ရက်နေ့ကနေပြီးတော့17ရက်နေ့အထိပထမအကြိမ်မြို့သိမ်းတိုက်ပွဲဆင်နွှဲခဲ့ဘူးပြီးတော့မြို့ကိုတပတ်ခန့်အကြာတိမ့်ပိုက်ထိန်းချုပ်နိုင်ခဲ့ကနောက်ပိုင်းမှာပြန်လည်လက်လွတ်ခဲ့ရတယ်လို့သိရပါဗျ။ပြီးခဲ့တဲ့2023ခုနှစ်ကလည်းတော်လိုက်တက်တွေကပင်လယ်ဘူးမြို့ကိုတိမ့်ပိုက်နိုင်ဖို့အတွက်ထပ်မံထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပေမယ့်စစ်ကောင်စီအုပ်စုကလေးချောင်းကနေပြီးတော့ပြစ်ကူနေတာကြောင့်မြို့ကိုမသိမ်းနိုင်ဘဲနဲ့အခုထပ်မံပြီးတော့ပင်လယ်ဘူးမြို့တွင်ကိုဝင်ရောက်တိုက်ခိုက်နေတာဖြစ်ကြောင်းသတင်းရရှိပါရခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းမြိုင်မြို့နယ်ဝက်ပုတ်ရွာမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီစခန်းကို drone rocket များနဲ့ပစ်ခတ်တိုက်ခဲ့ရာအကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ24ရက်နေ့မနက်အစောပိုင်းတနအီခွဲကနေပြီးတော့9နာရီခွဲအထိမြိုင်မြို့နယ်ဝက်ပုတ်ရွာမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုတော်လိုင်းတပ်ဖွဲ့များက drone နဲ့အင်နာဂါဘုံသီးများ rocket များနဲ့ပစ်ခတ်တိုက်ခဲ့ပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုရှိခဲ့တယ်လို့သိရပါတယ်။တိုက်ခိုက်မှုဟာ စစ်ခွေးတွေပြူခွေးတွေအနီးတစ်ဝိုက်ကိုကြားရောက်ပြီးတော့ပောက်ကွဲမှုရှိတယ်။အော်တန်တွေငိုတန်တွေကြားနေရပေမဲ့အထီးကိုက်ကိုတော့တေချာစုံစမ်းနေတော့မဲအချက်90ကျော်ပြက်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဗာမတိလက်နက်ကြီးအဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်။၎င်းတိုက်ခိုက်မှုကိုမြိုင်ပကဖတယင်းတက်ဗာမတိလက်နက်ကြီးအဖွဲ့နန်းတာမြေရက်ခနှင်းကွေးအဖွဲ့တမာမြေပျောက်ကြားမုံမိတ်ပျောက်ကြားအဖွဲ့နဲ့ဗာမတိ drone တပ်စိတ်တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ဒါအပြင်မကွေးတိုင်းမြိုင်မြို့ပေါ်မှာရှိတဲ့ တစ်တော်ယုံအနီးမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုဖောက်ခွဲတိုက်ခဲ့ရာစစ်ကောင်စီဘက်ကအရာရှိတအုပ်အပါအဝင်6ဦးပြင်းထန်စွာဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ23ရက်နေ့မွန်းလွဲ2နာရီခန့်မှာမြိုင်မြို့ပေါ်တစ်တော်ယုံအနီးမှာတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်သားတွေနဲ့ပြူစောထီး9ဦးဟာပတ်ကင်းလက်နေတဲ့အချိန်မြိုင်ပကဖရဲ့တပ်ဖွဲ့ဝင်များဖြစ်ကြတဲ့ဘူမိုက်ခဲအဖွဲ့နဲ့ဗားပြောင်အဖွဲ့တို့က ြင်းအမြင့်မိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်၎င်းတိုက်ခိုက်မှုအတွင်းမှာဗိုလ်မှူးတပ်ဝေထွန်းလက်ဖြတ်လိုက်ရတဲ့အထိပြင်းထန်ဒဏ်ရာရရှိကာကျန်တဲ့6ဦးဟာလည်းပြင်းထန်ဒဏ်ရာများရရှိခဲ့တယ်လို့သိရပါတယ်မြိုင်မျိုးပေါ်မှာနေတဲ့ပြည်သူများအနေနဲ့စစ်သားပြူစောထီးများရှိရာနေရာများအနီးမှာမနေကြရန်နဲ့စေကောင်းစီတပ်သားများရှိရာနေရာများကိုမြိုင်ပကဖကအချိန်မရွေးတိုက်ခိုက်မှုတွေပြုလုပ်သွားမှာဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တရင်ကတော့မကွေးတိုင်းရေစကြိုမြို့နယ်ဂွေးကြိုရွာမှာရှိတဲ့အကြံဘတ်စစ်ကောင်စီစခန်းကိုနှစ်ရက်ဆက်တိုက် drone နဲ့ဘုံကျဲတိုက်ခတ်ရာအကြံဘတ်စစ်ကောင်စီဘက်ကနှစ်ဦးတေဆုံးသွားတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ မေလ14ရက်နေ့ညနေပိုင်းမှာရေစကြိုမြို့နယ်ဂွေးကြိုပြူစောတိရွာမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီစခန်းကိုတော်လိုင်းတပ်ဖွဲ့များက drone နဲ့ဘုံသီးဆယ်လုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီဘက်ကပြူစောတိခေါင်းဆောင်တအုပ်သေးဆုံးက6ဦးတန်ရာရရှိခဲ့တယ်လို့သိရပါဗျ။မေလ15ရက်နေ့ညနေပိုင်းမှာသေဆုံးသွားတဲ့ပြူစောတိခေါင်းဆောင်နာရေးပြုတ်လုံနေတဲ့အချိန်တော်လိုင်းတပ်ဖွဲ့များက drone နဲ့ဘုံသီးဆက်နှလုံးထပ်မံကျဲချတိုက်ခိုက်ရာနာရေးကိုလာရောက်တဲ့မြေပြူရွာကပြူစောတိခေါင်းဆောင်တအုပ် ထမှန်တေဆုံးပြီးတော့ရှေ့ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။၎င်းတိုက်ခိုက်မှုများကိုမြိုင်ပကဖဒေါင်းတွေးနီ PKUN PDF နဲ့ပခုတ်ကူမျိုးနယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့နှစ်ရွှေညာမြေ People Defense Force တို့ကပူးပေါင်းပြီးတော့လှုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။အလားတူပဲသခိုင်းမျိုးနယ်မှာရှိတဲ့စားတောင်ရဲစခန်းကိုတော်လိုင်းတပ်ဖွဲ့များက drone နဲ့ဗုံးကျဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ22ရက်နေ့ညနေ6:00ကမှစားတောင်နယ်မြေရဲစခန်းကိုတော်လိုင်းတပ်ဖွဲ့များက ဒရုန်းနဲ့ဘုံသည်လေးလုံးကျဲချတိုက်ခိုက်ခဲ့ပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုရှိမရှိကိုတော့အတိမပြုတ်နိုင်သေးဘူးလို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကို Phoenix စကား Unicorn Guerrilla Force, Royal Falcon Guerrilla Force, ကြောင်လက်သေးဝက်လက်စကိုင်းမျိုးနဲ့ပကဖားနဲ့စကိုင်းခရိုင်အမှတ်ခွန်တရင်တို့ကပူးပေါင်းပြီးတော့လှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းတင်ပြရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ်။သတင်းကတော့ဆလင်းမြို့နယ်ကုန်းချကြီးရွာကိုစစ်ကောင်စီတပ်ကမေလ24ရက်နေ့နေ့လယ်ပိုင်းမှာမိရှုဖျက်ဆီးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်ကောင်စီရဲ့အမှတ်27ကာဝေးပစ္စည်းထုတ်ဆက်ရုံကပ္ပစာ27ကနေလာတဲ့အင်အား80ခန့်ပါတဲ့စစ်ကောင်စီစစ်ကြောင်းကမေလ24ရက်မနက်10နာရီကမှကုန်းချကြီးရွာကိုမိစတင်ရှုတ်ခဲ့ခြင်းဖြစ်တယ်လို့ဒေသခံရွာသားတို့ကပြောပြခဲ့ပါတယ်။ ရွာတဝက်လောက်ကိုစိတ်ကောင်းစီကမီးရှို့သွားတယ်။နေလေအထိမီးလောင်နေတော့မယ်လို့ဒေသခံတို့ကပြောပါတယ်။အခုမီးရှို့နေတဲ့စိတ်ကောင်းစီစစ်ကြောင်းကိုဒေသကာကွယ်တပ်ဖွဲ့ကတိုက်ခိုက်ခဲ့ကြောင်းဒေသခံများကပြန်လည်ပြောပြခဲ့ပါတယ်။တိုက်ပွဲအတွင်းမှာနှစ်ဖက်ထိခိုက်မှုတွေကိုတော့စုံစမ်းနေသေးဖြစ်တယ်လို့သိရပါတယ်။တိုက်ပွဲဖြစ်ပွားပြီးတော့ပြန်ဆုတ်သွားတယ်။နောက်ထပ်ရွာတွေကိုလည်းထတ်ရှုံဝဲလို့တရင်ရထားတယ်လို့ဒေသခံတပ်ဖွဲ့ဝင်တို့ကပြောပြခဲ့ပါတယ်။ စစ်ကောင်စီကကုန်းချကျေးရွာသားတချို့ကိုတရခန့်အဖြစ်နဲ့ဖမ်းဆီးထားပြီးတော့တခြားရွာတွေကိုလည်းဆက်လက်ပြီးတော့မီးရှို့မှာဖြစ်တယ်လို့ချင်းချောက်ထားကြောင်းကိုဒေသခံတွေကပြောပြခဲ့ပါတယ်။ဒါကြောင့်လက်ပံချင်းရွာနဲ့မကြီးရွာစတဲ့ကျေးရွာများကရွာသားများဟာထွက်ပြေးတိမ်းရှောင်နေရကြောင်းပြောဆိုခဲ့ပါတယ်။စေကောင်စီရဲ့ဝါရဖြတ် Telegram Channel များမှာတော့မုံရွာပသိမ်းလမ်းမကြီးဘေးမှာရှိတဲ့ PDF စခန်းကိုဝင်ရောက်ရှင်းလင်းခဲ့ခြင်းဖြစ်တယ်လို့လိန်လယ်ပြီးဝါရဖြတ်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်နယ်ဘူးတီတောင်မြို့နယ်နဲ့မောင်တော်မြို့နယ်ကမွတ်စလင်များအပါအဝင်ရခိုင်တိုင်းရင်းသားစစ်ဘေးရှောင်များအတွက်မိုးရာသီကာလစားတောက်နေထိုင်ရေးအတွက်ကူညီပေးကြပါရန်နိုင်ငံတကာအဖွဲ့အစည်းများစေတနာအရှင်အဖွဲ့အများ NGO အဖွဲ့အစည်းများကိုအရခတ်တက်တော် AA ကအကူအညီတောင်းခံနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရခိုင်ပြည်နယ်အတွင်းမှာ AA ထိန်းချုပ်နယ်မြေများမှာစစ်ရှောင်9ဒိန်းကျော်ရှိပြီးတော့အဲ့ဒီတဲကဘူးတီတောင်မောင်တော်ဒေသမှာ AA လက်အောက်ကိုခိုးလုံသူစစ်ရှောင် နှစ်သိန်းကျော်ရှိတယ်လို့ထုတ်ပြန်ထားပါဗျ။အဲ့ဒီစစ်ဆောင်နှစ်သိန်းကျော်တွေက80ရာခိုင်နှုန်းဟာမွတ်စလင်များဖြစ်ကြပြီးတော့ရခိုင်နဲ့တခြားသောလူနည်းစုများဟာ20ရာခိုင်နှုန်းခန့်ရှိတယ်လို့ AA ကပြောဆိုထားပါဗျ။အဲ့ဒီစစ်ဆောင်များကို AA ကစံစီစာစေဝါများအပါအဝင်အခြေခံအစားအစာများနဲ့ကောင်းမွန်စွာကျွေးမွေးစောင့်ရှောက်ထားတော်လဲ။နောင်လာမယ့်ကာလများမှာနေ့စဉ်သုံးအခြေခံအစားအစာများအပြင်ကလေးနဲ့အမျိုးသမီးလစဉ်သုံးပစ္စည်းများ မကြမီရောက်ရှိလာမဲ့မိုးရင်းကာလအတွက်အမိုးအကာအင်တာများဟာအရေးတကြီးလိုအပ်တဲ့ပစ္စည်းတွေဖြစ်လာမယ်လို့အေအေကပြောဆိုထားပါတယ်။ဒါကြောင့်အဲ့ဒီအကူအညီများနဲ့လိုအပ်ချက်များအတွက်နိုင်ငံတကာအဖွဲ့အစည်းများစေတနာရှင်အဖွဲ့အစည်းများ NGO အဖွဲ့အစည်းများနဲ့စေတနာအလှူရှင်များမှအကူအညီပေးကြပါရန်အားကိုးစွာနဲ့တိုက်တွန်းနှိုးဆော်အပ်ပါတယ်လို့အေအေကအကူအညီတောင်းခံထားပါတယ်။တိုက်ပွဲနဲ့နီးကပ်နေတဲ့မြို့ရွာများကဒေသခံပြည်သူလူထုများဟာ၎င်းတို့ရဲ့အသက်အန္တရာယ်ဘေးကင်းလုံခြုံစေရေးနဲ့ ိုက်ပွဲများကြားထဲမှာညက်မသွားစေရေးအတွက်အေအေကအလုံးစုံထိ ंछ ုပ်ထားတဲ့နေရာများကိုစစ်ဘေးရှောင်လာခဲ့ကြတယ်လို့သိရပါဗါဒ်အရခတ်တပ်တော်အေအေကစစ်ဘေးရှောင်အဖြစ်နဲ့ရောက်ရှိလာကြတဲ့ပြည်သူတိုင်းကိုအရခတ်ဒေသနေပြည်သူများအဖြစ်နဲ့တံပိုးထားလျက်လူမျိုးမရွေးဘာသာမရွေးမခွဲကြဘဲနဲ့အကောင်းဆုံးကုညီကာကွယ်စောင့်ရှောက်ပေးလျက်ရှိကြောင်းကိုလည်းထောက်ပြန်ပြောဆိုထားကြောင်းတရင်ရရှိပါရယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ